entry level smartphone market မှာခုတလော challenge နဲ့တွက်နေတဲ့ brand တစ်ခုရှိတယ်။ Bell brand လဲဆိုတော့ Idea အခုတစ်ခေါက်မှလည်း Idea ကဒီ entry level market ထဲကိုနောက်ထပ် phone အသစ်တစ်မျိုးရောင်းပေးနေပြီလို့သိရတယ်။ model ကတော့ Idea A90 ပေါ့နော်။ဒီ ID in idea version နှစ်မျိုးလာမယ် RAM 3GB plus 5GB storage 64GB version ကို23,900ကျန်တယ် RAM 4GB plus 8GB storage က 128GB version ကို32,900ကျန်တယ်ရောင်းပေးမှာဆိုတော့ ဒီနေ့လို့အချိန်မျိုးပါဗျာ3သိန်းခွဲတောင်မပြည့်ဘူးပေါ့နော်မပြည့်ဘူးဆိုတာအတွေ့ရဲ့အမြင့်ဆုံး version တော့မှာ3သိန်း3000ဝန်းကျင်လောက်ပဲရှိတဲ့ဖုန်းလေးတစ်လုံးစီကကျွန်တော်တို့ဘာတွေပြင်ရမလဲဆိုတာကိုတူတူအဖြေရှာကြည့်လိုက်အောင်အဲ့တော့ပထမဆုံးဒီဇိုင်းပိုင်းလေးနဲ့ပဲဆက်လိုက်မယ်ဒီဖုန်းကအယောင်နှစ်အောင်လာမယ်ထုံးစံတိုင်းပဲကျွန်တော်အိုင်ဒီယာပို့လိုက်တဲ့အယောင်ကတော့ black ပေါ့နော်သူ့နာမည်က starlit black အဲနောက်တစ်အောင်ကတော့ space titanium ရယ် ဒီ style black ကတော့အမဲရောင်မှာအနောက်ဘက်မှာ matte finish နဲ့သွားထားတယ်ဆိုတော့လက်ရမထင်းတဲ့ပုံစံဘက်ကိုသူအသားပေးထားတယ်။ကန်ရကလည်းနည်းနည်း smooth ဖြစ်တယ်ပေါ့နော်။ချောပြီးတော့ကန်တို့အဆင်ပြေတယ်။ဒါမှမဟုတ် upper မှာ anti ရဲ့ logo နောက်ပြီးတော့အပေါ်ဘက်က camera လေးရောက်မှာဆိုရင်လည်း square shape ကိုပဲသူတုံးပေးထားတယ်။ဒီ square shape ထဲမှာမှာ symmetrical ကြတဲ့ camera sensor နှလုံးရယ်နောက်ပြီးတော့ flash ကေကိုသူထည့်ပေးထားတယ်။ ပြီးတော့ဒီကြောဘက်မှာတုံးပေးထားတဲ့ material တွေကတော့သူ plastic bag ကိုပဲတုံးပေးထားတာပြီးတော့ဒီ baby frame ကလည်း flat frame ပဲအောက်ဘက်မှာလည်းထုံးစံတိုင်းပဲကျွန်တော်တို့ USB type C ပေါက်ပါမယ် audio jack ပေါက်ပါလာမယ်နောက်ပြီး speaker ပေါက်ပါလာမယ် side mount fingerprint ကိုဘေးဘက်မှာထားပေးထားတယ် power button လည်းပဲတွဲထားတယ်ပြီးတော့ volume button ဒီဘက်မှာ sense lock ကိုထည့်ပေးထားတယ်ဖုန်းရဲ့ထူက 8.55mm ဆိုတော့အရင်တော့မထူဘူးပေါ့နော်ပြီးတော့ဒီအရှိတ်ဘက်က display မှာလည်း entry level ဖုန်းတွေရဲ့ထုံးစံအတိုင်းပဲအဲနည်းနည်း bezel လေးထူမယ် water tolerance နဲ့ပဲလာမယ် overall သူ့ရဲ့ design အပိုင်းကရိုးရှင်းတယ် classic sand ဘက်ကိုနည်းနည်းပိုရောက်တယ် unit ဖြစ်တဲ့ဘက်ကိုသွားထားတယ်။ကင်ရတာအရန်လဲမကြည့်သလို အဲကျွန်တော်လက်ထက်မှာတဖိုင်တန်တန်လေးပေါ့နော်တတောင်တတဖြစ်တဲ့ဖုန်းတွေထဲမှာထည့်ထားလို့ရတယ်ဒါအောင်မှာသဘောကျဖို့ကောင်းတဲ့ချက်ကသူ့မှာ IP rating ပါလာပေါ့နော်ဒီလိုမျိုး3သိန်းခွဲတောင်မပြည့်တဲ့ဖုန်းလေးတစ်လုံးမှာ IP54 dust and water resistant ပါလာရဲဆိုတော့တော်ရုံဖုန်းပဲတင်မှာရေပဲဆိုမလားပေါ့နော်စိတ်ပူစရာမလိုတော့ဘူး finally ကျွန်တော်ဟိုးအရင်ကတည်းကဖြစ်စေခြင်းခဲ့တဲ့ဒီ entry level ဖုန်းတွေမှာ IP rating ပါစေခြင်းနဲ့ဆန္ဒကတော့ပြေသွားခဲ့ပြီပေါ့နော်မကြာခင်မှာလဲ modern ရောက်တော့မှာဆိုတော့ဘာလဲပြောပြောဒီ features ကိုထည့်ပေးတာအသုံးတဲ့ features တခုဒါအောင်မှာသူ့မှာဒီဖုန်းကိုဝယ်မယ်ဆိုရင် anti drop case လိုမျိုး quality တော်တော်လေးကောင်းတဲ့ case ကိုလည်းလက်ဆောင်ထည့်ပေးထားတယ် ခုနပြောလိုမျိုးပေါ့နော်3သိန်းခွဲတောင်မပြည့်တဲ့ဖုန်းလေးတစ်လုံးစီကဒီလိုမျိုး quality ကောင်းကောင်း case လေးတစ်ခုပါလက်ဆောင်ပြရမယ်ဆိုတော့အချက်ကလည်းမစိုးဘူးသဘောကျဆုံးချက်ကဒီဖုန်းကိုအာမခံနှစ်နှစ်ပေးထားတဲ့အချက်ပေါ့နော် entry level ဖုန်းလုံးကိုအာမခံနှစ်နှစ်ပေးထားရဆိုတော့ဘာပဲပြောပြောဝယ်မယ်ဆိုရတဲ့အနေထားကိုရောက်သွားတယ်ပေါ့နော် display pack မှာတော့6.6 inches ဆိုတော့အရင်မကြီးလို့မသေးလို့ပေါ့နော်ပုံမှန် size ပဲ resolution ကတော့ HD plus နဲ့ဟိုမှာ IPS LCD panel ကိုသုံးပေးထားတယ် brightness က typical brightness အနေနဲ့ဆိုရင်480 nits ထိပါလာမယ်အထူးသဖြင့်ဒီ entry level ဖုန်းတွေမှာ queue site လေးရှိတဲ့ eye protection အတွက်ကို brightness level 4096 level ထိထည့်ပေးထားလို့တော့သဘောကျရပါတော့။ဖုန်းစံတိုင်းပဲဒီဈေးတန်းဝန်းကျင်ဖုန်းလုံးအနေနဲ့ကျွန်တော်ရှောင်လွှဲလို့မရနိုင်တဲ့ HD+ resolution ဖြစ်နေတာလေ water dot notch ဖြစ်နေတာလေပါလာသေးတယ်ဆိုပေမဲ့သူ့ဈေးတန်းဝန်းကျင်မှာကျွန်တော်တွေ့ရခဲ့တဲ့ high refresh ပေါ့နော်ဒီဖုန်းမှာ 90Hz high refresh ကိုထည့်ပေးထားတယ်။နောက်လက်မှာရေလို့ချွေးလို့စုံနေတဲ့အချိန်မှာတော့တွန်းလို့ရမယ် wide and only hands features ကိုလည်းထည့်ပေးထားသေးတယ်။ဒါလေးကတော့မစိုးဘူးပေါ့နော်။ဒါမှမဟုတ်ဒီ water torrent နေရာနေပြီးတော့ကျွန်တော်ဖုန်းအားသွင်းနေတဲ့အချိန်တွေဖုန်းပြောနေတဲ့အချိန်တွေအတန်ဖန်းနေတဲ့အချိန်တွေမှာအဲ animation လေးနဲ့ပြပေးမယ် dynamic bar လိုမျိုး features တွေပါလာသေးတယ်။နောက် color ဘိုင်းမှာလည်းသူ့ရဲ့ display ကြီးလိုက်တာနဲ့စိုးစိုးတော်တော်ဖြစ်တဲ့အထက်မှာတော့ပါပါသေးတယ်။ဆိုတော့ overall သူရဲ့ display ဘိုင်းကသူရဲ့ဇီတန်းမှာကျွန်တော်ဗမာအများကြီးပြောနေကြတော့မရှိဘူးပေါ့နော် performance ဘိုင်း ဒီဖုန်းမှာ UNI SOC ရဲ့ D7100 chip ကိုတုံးပေးထားတယ်ကျွန်တော် intro မှာပြောခဲ့လိုမျိုးပဲသူက RAM 3GB plus 5GB ကို storage 64GB version နဲ့ RAM 4GB plus 8GB ကို storage 128GB version ဆိုယူ version နှစ်မျိုးလာမယ်ဆိုတော့ဒီ version နှစ်မျိုးရဲ့ဈေးကတိတ်မကွာဘူးဗျာတကယ်လို့ကဒီဖုန်းဝယ်ဖို့စဉ်းစားနေရဆိုရင်တော့ကျွန်တော်ကတော့အဲဒီ412 version ကိုဝယ်စေချင်တယ်ပေါ့နော်ပို့ပြော့စေးတန်တယ်နောက်ဆုံးအပတ်မှာဆိုရင် Android 14ကိုအခြေခံထားတဲ့ iOS 14နဲ့လာမှာဒါပေမဲ့သူက iOS ကိုမှ Go version ဖြစ်နေတဲ့အတွက်တကယ် iOS က dynamic ဘာလို့မျိုးအသုံးတဲ့ features တွေကလွှင့်ကျွန်တော်ကလုံးဝ stock android ဆိုတော့တော့ရိုးရိုးရှင်းရှင်းပါပဲ ဆိုတော့ဒီ UNESCO စီရဲ့ဒီ7001အတွက်က performance ဘယ်လောက်ထိထွက်လဲဆိုတော့ထုံးစံတိုင်းကျွန်တော် game 6ကို run ပေးထားရပါတော့ single ကိုမှ192နဲ့ multi ကိုမှ194ထိရမယ်ဆိုတော့ entry level ဖုန်းလုံးအနေနဲ့ကတော့နည်းနည်းသုံးပျော်တဲ့အနေထားမှာရှိတယ်မဆိုးဘူးအဓိကဒီစည်းတဲ့ဝန်ကျင်ဖုန်းတွေကကျွန်တော် gain ဆိုးဖို့တဲ့ပုံမှန် social media app တွေသုံးလို့ရမယ်အဲ Viber တို့ Facebook တို့စသဖြင့်ပေါ့နော် YouTube ကြည့်ရမျိုးပေါ့နော်အဲ့ဒီနေရာမျိုးတွေမှာသုံးတဲ့ app တွေအတွက်ကတော့ easy အဆင်ပြေပြေသုံးလို့ရမယ်ဒါမှမဟုတ် idea က36 mb lag free ဆိုတော့သုံးနှစ်ကြာအထိလက်တာဘာညာမရှိဘဲသုံးလို့ရမယ်ဆိုတာလေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီအပြုံမှာသူမှမထင်မှတ်တဲ့ AI features တွေပါလာသေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော် ChatGPT ကိုအခြေခံထားတဲ့အဲဒီ AI Vana ဆိုရ တဲ့ assistant feature တွေနောက်ဘာသာပြန်တော်မှစာနဲ့ရောအတန်နဲ့ပါဘာသာပြန်ပေးနိုင်မယ် hand translate ဆိုတဲ့ feature တွေပါပါလာသေးတယ်ဆိုတော့ကျွန်တော်ကင်မရာပိုင်းဆက်သွားအောင်30 megapixel ကင်မရာနောက်မှာအရှိမမှာ5 megapixel selfie camera အသုံးပေးထားတယ်ကင်မရာ feature တွေအနေနဲ့တော့ pro mode ပါလာမယ်အဒီ portrait mode ပါလာမယ် automatic medicine identification လေးတွေနောက်ပြီး panorama portrait မှုစတာတွေပါလာမယ်ပေါ့နော်ဒါပေမဲ့နိုင်မှုတော့မပါလာဘူးဗျဆိုင်ယံကြီးတလောက်ကတော့အလင်းအောင်ပါဆိုရင်တော့ HDR လေးတွေဘာညာတော့မစိုးပြုတ်လို့ရတယ် color တွေလည်း vibrant ဖြစ်တဲ့ဘက်ကိုရောက်ပါတယ်ဒါပေမဲ့လိုလိုက်လုံနေထားမျိုးမှာတော့ကျွန်တော် entry level ဖုန်းတွေရဲ့အတိုင်းပဲထုံးစံအတိုင်းပဲ noise သိမ့်မနိုင်တာကိုတွေ့ရတယ်အဲဗီဒီယို recording မှာဆိုတာ 1080p 30 frame per second နဲ့လည်းရိုက်လို့ရမယ် အတန်ထက်ပိုင်းမှာသူက mono speaker နဲ့ပဲအတန်ထက်ကတော်တော်လေးကျယ်တယ်အတန်အဆုံးထိတင်ရင်တော့မှပဲသူအတန်ကွဲထွက်မသွားလေးဘူးတော့သဘောကျရပါတော့နော်ဒါ battery ပိုင်းမှာဆိုရင်လည်း5000 mAh ကိုမှဒင်ပြည့်ကြက်ပြည့်ပဲဆိုတော့သူသေးတဲ့ဝန်ကြီးမှာဘာတင်းတလောက်လေးပါလာပါတယ်ဆန်းသုံးကြက်တလောက်ဆိုရင်လည်းကျွန်တော်တရက်တာတုံးပြီးအချိန်မှာ30%ဝန်းကျင်လောက်ထိကျန်တယ်ဆိုတော့ daily usage အတွက်လုံလောက်တယ်ဒါမှမဟုတ်အပြန်သွင်းဖို့အတွက်ကတော့15 watt နဲ့ဆိုတော့ဒီ idea အသစ်ထွက်လာတဲ့ NID ကဘယ်လိုလူတွေနဲ့တင့်တော်မလဲ ကိုကဖုန်းကိုဒါတော်ရုံဆိုရှယ်မီဒီယာတော့ပဲတုံးမယ်။နောက် daily uses app တဲ့ပေါ်ပေါ်ပါအလေးတွေပဲတုံးမယ်။ပြီးတော့ဖုန်းကိုကြမ်းကြမ်းတက်တက်ခြင်တဲ့သူပေါ့နော်။အထူးသဖြင့်ဖုန်းတစ်လုံးအတွက်ပတ်စံအများကြီးမတုံးချင်ဘူးဆိုတဲ့သူတွေအတွက်ထည့်ပြီးစဉ်းစားသင့်တဲ့ဖုန်းတစ်လုံးလို့ပဲပြောရင်အဆုံးထိကြည့်ပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျ။